တဝန်တို့တက်တဲ့မိမရထားသူတွေအိမ်ကိုပြန်ရောက်လာရင်တခါတည်းရေမတောင်းနဲ့တောင်းလဲမြန်များမတောင်းနဲ့ချောင်းမဆိုးနဲ့တော့မဟုတ်ရင်ဒီလိုမျိုးဖြစ်သွားမယ်ရှင်။ဒီအဖြစ်ပြက်ကမနေ့ကလီလာပိုင်ဆက်ကိုရနေ့ခိုင်းနေငံတရာမှာဖြစ်သွားခဲ့တဲ့ဒီလီမယားကအသက်ကြီးနေပြီးယောက်ျားဖြစ်သူကအသက်65မိမဖြစ်သူကအသက်60ဒါပေမဲ့တဝန်တို့တက်တော့မယ်ရှင်။လက်ထက်လို့အတူနေလာကြတာလေနှစ်ပေါင်း40ကျော်ရှိသည် ဒါပေမဲ့မိမဖြစ်သူကယနေ့တစ်ထိအခုတစ်ထိတာဝန်တိုးတက်တုံးပဲတရှင်ဖြစ်စဉ်ကတော့မနီးရုံကယောက်ျားဖြစ်သူကအပြင်ဖက်ကိုတွားတဲ့ည9နာရီခွဲအချိန်မှာယောက်ျားဖြစ်သူကအိမ်ကိုပြန်ရောက်လာတယ်တရှင်ယောက်ျားဖြစ်သူအိမ်ကိုပြန်ရောက်လာတော့လေဘဲမှာတခုခုခံနေတယ်လို့မျိုးတစ်ချိန်လုံးအဲ့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 လိုမျိုးချောင်းဆိုးနေတယ်ဒါကြောင့်မို့ရေတော့ခတ်တော့တယ် ငါခွက်လောက်တောက်လဲချောင်းဆိုးကမပြေဘူးတဘူးတောက်လဲချောင်းဆိုးမပြေဘူးမိမဖြစ်သူကအဲ့လိုမျိုးတွေ့တော့တဝန်တူတယ်ရေတောက်တာချောင်းဆိုးတာကိုဘာကိုတဝန်သွားတူလဲဆိုတော့မိမဖြစ်သူအထင်ကယောက်ျားဖြစ်သူကအပြင်ဖက်မှာအငယ်အနောင်တွေနဲ့အတူတွားအိတ်လာပြီးအဲ့လိုမျိုးတွားလို့လို့အမွေးကလေပြင်းထဲမှာခတ်နေတယ် ဒါကြောင့်ယောက်ျားဖြစ်သူကတစ်ချိန်လုံးတခက်ခဲနဲ့ခြောက်ဆိုးပြီးရေတောက်တာအဲ့လိုထိ ရေတောက်တာတော့မှမပြေသေးဘူးဆိုတော့တကယ်အဲ့ဒီအမွေးခံနေလို့ပဲဆိုပြီးယောက်ျားကိုပြက်တနာရှာတယ်ယောက်ျားသူ့ကိုဖောက်ပြန်ကြောင်းယောက်ျားရဲ့လက်ဘေးမှာအဲ့ဒီအရာခံနေကြောင်းယောက်ျားကိုပြောတော့ယောက်ျားက "तू တကယ်မလုပ်ရဘူး၊ तू မှအငြင်းအနှောင်းမရှိဘူး၊ तू ကမိမတယောက်တည်းကိုပဲချစ်တယ်"လို့ပြောတယ် မိမဖြစ်သွားနားမထောင်ဘူးယောက်ျားဖောက်ပြန်တယ်ပဲယောက်ျားလည်းဘင်းထဲမှာအဲ့ဒါရှိနေတာပဲပြောတော့ယောက်ျားဖြစ်သွားစိတ်ဆိုးသွားတယ်ဒါပေမဲ့မိမကိုချစ်တယ်ချစ်လဲချစ်ကြောက်လဲကြောက်ဆိုတော့မိမကိုဘာမှသွားမလုပ်ရဲဘူးမိမအစားရေခဲတစ်တာကိုသွားပြက်တနာရှာတယ်။ယောက်ျားဖြစ်သူကရေခဲတစ်တာကအရာတွေကိုလည်းယူထုတ်တယ်။ရေခဲတစ်တာကိုပြက်တနာရှာတယ်၊ထုတယ်၊ရိုက်တယ်။ ဒါကြောင့်မို့မိမဖြစ်တော်လဲစိတ်ဆိုးပြီးအနီးအနားမှာရှိတဲ့မိဖို့ချောင်းတုံးတာကိုယူပြီးယောက်ျားကိုထိုးလိုက်တယ်။ယောက်ျားဒဏ်ရာရတော့အိမ်ကနေထွက်ပြေးလာပြီးအိမ်အနီးအနားကဆိုင်တဆိုင်ကိုသွားပြီးသူများကို အကူအညီသွားတောင်းလိုက်တယ်ရှင်။အဲ့ဒီဆိုင်ရှင်လဲကဲဆေးကိုဖုံးဆက်အကြောင်းကြားပေးလိုက်တယ်။ကဲဆေးတွေကလူနာကိုစေုံကို ခေါ်သွားလိုက်တယ်ရှင်။ကံကောင်းလို့မဆုံးဘူး။ တရားခံရဲစီထွက်ဆိုချက်ပြတာကတော့ယောက်ျားကည9နာရီလောက်မှအိမ်ကိုပြန်ရောက်လာတဲ့ပြီးတော့အိမ်ကိုရောက်တာနဲ့ချောင်းတခက်ခက်ဆိုးပြီးတော့အရေးတွေသွားတောက်တယ်လေးငါခွဲတောက်တယ်ချောင်းဆိုးနေတာမပြေဘူးတစ်ချိန်လုံးချောင်းဆိုးနေတာပဲတေချာတယ်သူ့လက်ဘင်းထဲမှာအဲ့ဒီအမွေးခံနေလို့သူ့အပြင်မှာအငယ်အနောင်းတွေနဲ့အဲ့လိုမျိုးသွားလှုပ်လို့အမွေးခံနေလို့သူအဲ့လိုမျိုးဖြစ်တာဒါကြောင့်မို့ အာသူ့ကိုပြဿနာရှာတယ်သူ့ကိုပြဿနာရှာတော့ तू ကရေခဲတိတာကိုသွားပြဿနာရှာတယ်အဲ့နဲ့ तू ဂျမကိုလာလုံမဆိုလို့ဂျမကကိုကိုကိုကာကွယ်တဲ့အနေနဲ့အရင်ဆုံးသူ့ကိုထိုးလိုက်တာလို့ရဲစီခက်ဆိုချက်ပြီးခဲ့တယ်ရှင်ရဲလဲလူနာစီကိုသွားပြီးအာသွားမေးတယ်လူနာကအာစကားပြောလို့ရနေတည်တယ်ဆိုတော့လူနာပြောတာကတော့သူတကယ်ပဲအပြစ်မှာဘာမှသွားမလုပ်လာရဘူးသူငယ်ရှင်းတွင်နဲ့သွားတောက်လာုံပဲဒါမဲ့မိမဖြစ်သူက အဲကျွန်တော်အငယ်နောင်နဲ့တွားရှုပ်ပြီးလဲပေးမှာအဲ့ဒီအမွေးခံနေတဲ့ဆိုပြီးပြဿနာရှာတယ်ကျွန်တော်မိမကိုဘာမှတော့မလို့ရတိဘူးကျွန်တော်မိမကိုချစ်တယ်ဒါပေမဲ့မိမကကျွန်တော်ကိုအရင်လာထိုးတယ်ဒါပေမဲ့မိမကိုချစ်လို့အပြစ်မယူဘူးတရားမစွဲဘူးလို့ ပြောရရှင်းယောက်ျားဖြစ်သူကပြောသေးတယ်မိမဖြစ်သူကဆယ်ကျော်တက်အရွယ်ကလေးကာစာတိပြီးအာလက်ထက်ပြီးအတူနေကြတာအဲ့ကလေးကမိမဖြစ်သူကအဲ့လိုမျိုးတဝန်တိုတက်တယ်တဲ့ရှင်းအခုထက်ထိအဲ့ဒီတဝန်တိုတက်တဲ့စိတ်ကမပြောက်တည်ဘူးနှစ်ပေါင်း၄၀ကျော်တောင်ကြာခဲ့ပြီနော်ရှင်းတဝန်တိုတက်တဲ့အကျင့်လည်းဖြောက်လို့မရအောင်လို့ရှင်း တဝန်တိုဆရာကိစ္စမရှိတဲ့တော့မှအကြောင်းပြတ်ချက်မျိုးစုံရှာပြီးတဝန်တိုနိုင်တယ်တဝန်တိုတဲ့မိန်းမတွေယောက်ျားတွေရထားတူတွေတကယ်လို့အပြင်သွားလို့အိမ်ကိုပြန်ရောက်လာတဲ့အခါတခါတည်းရေတမ်းမတောင်းနဲ့တောင်းလေနေနေပဲတောင်းအများကြီးမတောင်းနဲ့ပြီးတော့ချောင်းမစိုးနဲ့ပေါ့နော်ရှင်တော့မဟုတ်ဒီလိုမျိုးဖြစ်သွားမယ်